လျုံမီသားစုဟာကိုကန့်ခေါင်းဆောင်မီသားစု၅စုထဲမှာ အခြားသူတွေနဲ့ကွဲပြားတာတခုကဖုန်ကြားရှင်ရဲ့အပေါင်းအသင်းဟောင်းမိတ်ဆွေဟောင်းမဖြစ်ချင်းနဲ့လွတ်တော်အမတ်မလုတ်ခဲ့ခြင်းတို့ဖြစ်ပါတယ်လျုံမီသားစုခေါင်းဆောင်လျိုအားပေါက်ခေါ်လီကျိန်ချမ်းရဲ့အစောပိုင်းဖြတ်တန်းမှုကဘိန်းရောင်းဝယ်ရေးဖြစ်ပြီး နောက်ပိုင်းမှာကိုကန့်ရဲ့ချမ်းသာကြွယ်ဝသူအဖြစ်ကြော်ကြားလာပါတယ်ကိုကန့်အုပ်ချုပ်ရေးကော်မတီဝင်လည်းဖြစ်ချမ်းသာကြွယ်ဝသူလည်းဖြစ်လို့ဩဇာညောင်းသူဖြစ်ပြီးကိုကန့်ကုံတယ်ဆက်မှုအသင်းရဲ့ဥက္ကဋ္ဌတာဝန်နဲ့ကိုကန့်မျိုးပြတိဆောက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌတာဝန်တို့ကိုယူထားသူပါဒါပေမဲ့စည်ရေးအာဏာလိုအပ်ချက်ကြောင့်လို့ယူဆရပြီးအကနာပွဲလန်းတွေမှာတခြားကောင်းဆောင်တွေကို ပို့ပြီးဦးစားပေးတာတွေ့ရပါတယ် မြန်မာစစ်ခေါင်းဆောင်တွေကိုချီးကပ်ရမှာတော့လီယိုညီအကိုတွေက အခြားမိသားစုဝင်တွေထက်ပိုပြီးရှေ့ရောက်ကြပါတယ်။2019တည်းကတီရိသူရမမဏိဇောတာဒရဘွဲ့ရရှိခဲ့သူဖြစ်ပြီးအာနာသိန်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကလည်းထိုဘွဲ့ကိုပဲ2021ဒီဇင်ဘာမှာထပ်မံပြတ်ခဲ့ပါတယ်။လျောမီသားစုတိဆောက်တဲ့ Hangan Science Technology Industry ရဲ့ပခါအွန်လိုင်းကြားဖြတ်လုပ်ငန်းစင်တာတစ်ခုမှာပါဝင်ပါတယ် 2023ဒီဇင်ဘာ10ရက်ထုတ်ပြန်တဲ့ကြားဖြတ်တရခံဖန်ဝရန်စရင်မှာလီယိုအားပေါက်နဲ့သူ့ရဲ့သားငယ်လီယိုကြည်ကွမ်းတို့ပါဝင်ခဲ့ပါတယ်စစ်ကောင်းဆောင်တွေကပေးတဲ့သာသနာဘွဲ့ကိုဂုဏ်ယူခဲ့သူတနအဥ္စာတွေနဲ့ဩဇာညောင်းခဲ့သူလီယိုအိမ်ရဲ့အရှင်သခင်လီယိုအားပေါက်ကိုသူတစ္ဆာခံခဲ့တဲ့စစ်ကောင်းဆောင်ကဇန်နဝါရီ30ရက်မှာအယုတ်ပြည်ကိုလွှဲပြောင်းပေးခဲ့ပါပြီ။ လီယိုအားပေါက်တို့ညီအကိုတွေက Fully Light Trading Company ကို1999မှာစတင်တည်ထောင်ခဲ့ပြီး Fully Light Group of Companies အဖြစ် ပြောင်းလဲခဲ့ပါတယ်။ Engine Saint James Company Limited နဲ့ Fully Light James Company Limited တို့ကိုတည်ထောင်ပြီးကျောင်းမြတ်လုပ်ငန်းလုပ်ကင်ခဲ့သလို Fully Light Travel and Tour Company Limited အမည်နဲ့ခရီးသွားလုပ်ငန်းကိုလည်းလုပ်ကင်ခဲ့ပါတယ်။ဒါအပြင်တဲ့ တကြားမိလက်မီတမ်းမီဩဇာနဲ့ရာဘာကအစလုပ်ငန်းစုံလုပ်ကင်ပါတယ်ဟိုတယ်လုပ်ငန်းအနေနဲ့လောက်ကင်မှာ fully like international hotel ကိုခန်းနာစွာလုပ်ကင်ခဲ့ပြီးရန်ကုန်တိုင်းလိုင်းတာယာမြို့နယ်မင်းကြီးမဟာမင်းကောင်လမ်းမှာရှိတဲ့ Eastern Myanmar Hotel ကိုလည်းဖွင့်လှစ်ခဲ့ပါတယ် fully like အုပ်စုရဲ့အကြီးဆုံးစီမံကိန်းကတော့ဖွံ့ဖြိုးတည်ဆိုတဲ့ကုမ္ပဏီကအကောင့်ထယ်ပေါ်နေတဲ့ မန္တလေးရှိရေတကုန်တောင်မြို့သစ်စီမံကိန်းဖြစ်ပါတယ်ဒီစီမံကိန်းကို Fully Light Trading Company Fully Light Travel and Tour Company 6 Member Group Construction Company နဲ့ Airwadi Partner Trading Company တို့ဖက်ဆက်တည်ထောင်အကောင့်ထဲပေါ်ပြီး Company Director စရင်မှာ Leo R ပေါ့ရဲ့ညီအလတ်ဦးစိန်မြင့်နဲ့ညီငယ်ဦးမောင်မောင်တို့ပါဝင်ပါတယ်ဒီစီမံကိန်းကိုမန္တလေးစီပင်တာယာရေးကော်မတီထံက 2016မှာငားရန်လုတ်ကင်ခွင့်ရရှိခဲ့ပြီး948ဒသမ8အေကကျယ်ဝန်းတဲ့မြေမှာအကောင့်ထဲပေါ်ခြင်း ဖြစ်ပါတယ်ဗီလာဈေးဝယ်စင်တာနိုင်ငံတကာအကြောင်းဟိုတယ်ကောက်ကွင်းလူနေအိမ်ယာတွေအစုံပါဝင်ပြီးဒေါ်လာဘီလီယံချီပါတယ်လက်ရှိစီမံကိန်းဆက်လက်လဲပတ်တာရှိမရှိကိုတော့အေယာဝရီကမစုံစမ်းရသေးပါဘူးလီယိုအာပေါ့ရဲ့သားကြီးလီယိုကြည့်ခိုင်ခေါ်မောင်မောင်သိန်းက Airway Partners Trading Company Limited ရဲ့ Director တဦးပါဒီ company ဟာတရုတ်ထုတ် truck ကချတ်မန်ရဲ့မြန်မာပြည်ကိုယ်စားလှယ်ဖြစ်ပြီးလျိုကြည်ခိုင်ဟာ Fully Light Company အုပ်စုရဲ့အုပ်ချုပ်မှု Director တဦးလည်းဖြစ်ပါတယ်လျိုမီသားစုဟာလောင်းကစားလုပ်ငန်းကိုကိုးကန့်နေမြေတွင်သာမကကမ်ဘောဒီးယားနိုင်ငံအထိပါကာစီနိုယုံတွေဖွင့်ပြီးခရီးသွားလုပ်ငန်းနဲ့တွဲဖက်လုပ်ကင်ပါတယ်ကမ်ဘောဒီးယားမှာ Gobo East Entertainment Company Limited ကို2019တလပိုင်းမှာတည်ထောင်ခဲ့ပြီးစီဟာ Not V မြို့မှာ Gobo East Casino ကို ဖွင့်လှစ်ခဲ့ပါတယ်။ Cambodia ကုန်သွယ်ရေးဝန်ကြီးဌာနရဲ့အချက်အလက်တွေအရ Cambodia မှာလျော်မီသားစုတည်ထောင်ထားတဲ့ကုမ္ပဏီ၄ခုရှိပါတယ်။ Gobo East Entertainment Company Limited, Best Day Travel Company, Dongfang Wanli Development Company ရှင်ဂိုဒင်းထရန်ကဲတိုဘက်ကိုဖက်ထရီကုမ္ပဏီတို့ဖြစ်ပါတယ်ရှင်ဂိုဒင်းထရန်ကဲတိုဘက်ကိုဖက်ထရီကိုကုကန်လိပ်စာပေးထားပြီးဒေါန်ဖန်ဝိုင်လီဒေဗလော့ပ်မန့်လိပ်စာကရန်ကုန်နဝတိအင်ယာဖြစ်ပါတယ်ဒီကုမ္ပဏီတွေရဲ့ဒါရိုက်တာကရှိုအာပေါ့ရဲ့သားငယ်ရှိုကြည်ကွမ်းဖြစ်ပြီးကမ်ဘောဒီးယားမှာမှတ်ပုံတင်ရရှိထားသူဖြစ်တယ်လို့ဝင်ကြီးချုပ်ဟွန်ဆန်ကိုတိုင်ခရီးသွားလုပ်ငန်းစုပေးအပ်ခြင်းခံခဲ့ရသူပါ2023ဒီဇင်ဘာ တရုတ်ကထုတ်ပြန်တဲ့ကြားဖြန့်တရားခံဝရမ်းစီးရင်တဲမှာရှိုကြည်ကွမ်းပါဝင်ခဲ့ပါတယ်။ဒါပေမဲ့2024 January 30ရက်ကတရုတ်ကိုလွှဲပြောင်းပေးတဲ့ကြားဖြန့်တရားခံတွေကိုပေါ်ပြတဲ့သတင်းတွေမှာရှိုကြည်ကွမ်းရဲ့နာမည်ကိုမတွေ့ရသလိုသူ့ရဲ့ဓာတ်ပုံတွေကိုလည်းမတွေ့ရပါဘူး။ဦးမောင်မောင်ခေါ်ရှူကြံချီဟာရှူအာပေါ့ရဲ့ညီအငယ်ဆုံးဖြစ်ပြီး တွက်လက်ရေလဲသူတဦးဖြစ်ပါတယ်။ညီကိုလျောက်ထဲမှာစစ်ခေါင်းဆောင်တွေနဲ့အနီးကပ်ဆုံးသူလို့ဆိုရမှာပါ။စစ်ခေါင်းဆောင်တွေကရှူအားပေါက်ကို သာသနာဆိုင်ရာဘွဲ့တစိမ့်ပေးအပ်ခဲ့သလိုဥမ္မမောင်ကိုလည်းတီရိတုဒ္ဓမမဏိဇောတာတရဘွဲ့ပေးခဲ့ပါတယ်။ကုံချမ်းမြို့နယ်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်ကိုကန့်လူငယ်အဖွဲ့ချုပ်ဥက္ကဋ္ဌကိုကန့်လူမှုကွန်ရီအသင်းဥက္ကဋ္ဌတာဝန်တွေကိုယူထားသလို့ 2020ရွေးကောက်ပွဲမှာကြံ့ခိုင်ရေးပါတီကိုစားပြုဝင်ရောက်ရှင်ပြိုင်ခဲ့ပြီးလွတ်တော်အမတ်ဖြစ်လာပါတယ်။2021စစ်အာဏာသိမ်းပြီးတဲ့နောက်မင်းအောင်လှိုင်ကမြန်မာလူငယ်ဖွံ့ဖြိုးရေးအသင်းဥက္ကဋ္ဌအဖြစ်ခန့်အပ်ခဲ့လို့သူနဲ့အပေါင်းအပါတွေဟာအာဆီယံကိုတောင်တက်ရောက်ခဲ့ပါသေးတယ်။ဒါပေမဲ့ကြားဖြတ်လုပ်ငန်းတွေနဲ့ပတ်သက်ပြီးအရင်ဆုံးအဖမ်းခံရတဲ့ကိုကန့်စီးပွားရေးလုပ်ငန်းရှင်၁၁ဦးတည်းမှာဦးမောင်မောင်ပါဝင်သွားပါတယ်။ ုကန့်လုပ်ငန်းရှင်တွေတရုတ်နိုင်ငံလင်ချမ်းမြို့ကုန်စည်ပြပွဲတက်ရောက်နေတော့2023အောက်တိုဘာ1ရက်မှာတရုတ်အစိုးရကဖမ်းဆီးခဲ့ခြင်းဖြစ်ပါတယ်ဖမ်းဆီးပြီးတလကျော်အကြာမှာဦးမမောင်အပါအဝင်ဖမ်းဆီးခံရသူ၃ဦးတို့ရဲ့အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေနဲ့ပတ်သက်ပြီးဝန်ခံပြောဆိုတဲ့ဗီဒီယိုဖိုင်ကိုတရုတ်ရဲတပ်ဖွဲ့ကထုတ်ပြန်ခဲ့ပါတယ်